အားလုံးပဲမင်္ဂလာပါခင်ဗျာ Netiquet Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Alaves နဲ့ Valencia တို့ကစားကြမဲ့ပွဲသည်မြန်မာစံတော်ချိန်17နာရီခွဲမှာကစားကြမှာပထမကြော့ကစားတော့ငကိုးစီတရေကြထားခဲ့ပြီးတော့အဲ့ဒီပွဲရဲ့ပထမကြော့ဂျေးကိုကျွန်တော်မမှတ်ထားလိုက်မိဘူးဗျာ အဲ့တော့ဒီပွဲမှာထည့်ပြီးတော့ကျွန်တော်မပြောပြနိုင်တာတောင်းပန်ပါတယ်အလာဘတ်ကွင်းမှာဒီနေ့တင်တွေ့ထားတဲ့ရလတ်တွေကိုကြည့်တဲ့အခါ10 21 22 11 21ဆိုပြီးတော့နောက်ဆုံး၅ချိန်သူကွင်းတွေ့ဆုံမှုမှာအလာဘတ်က3ချိန်နိုင်တယ်2ချိန်တရေကျတယ်ဒီနေရာမှာဒီဘောလုံးကွဲနဲ့မဆိုင်တဲ့တခြားအကြောင်းအရာလေးတခုထည့်ပြောရရင်ကျွန်တော်တို့မြန်မာစံတော်ချိန်ညနေ၃နာရီခွဲ၄နာရီလောက်ဆို online မှာကျွန်တော်တို့ညီကို၃ယောက်စုံလေးရှိတယ်ညီကို၃ယောက်ဆိုတော့ကိုစောကြီးရဲ့ fighter king ရဲ့ကျွန်တော်ရဲ့ ဆုံးရပြီးတော့ကျွန်တော်တို့ဘောလုံးပွဲတွေဒီနေ့တနေ့တာရဲ့အကောင်းဆုံး၃ပွဲ၄ပွဲလောက်ကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့တယောက်တလဲစီဆွေးနွေးတယ်တယောက်ပေါ်တယောက်ဘက်ကန်ကြတယ်။ဟိုသူတိတဲ့အချက်လက်ကိုကိုယ်ကလိုက်ပြီးတော့ဘက်ကန်တယ်ကိုဆွဲထုတ်လာတဲ့အချက်လက်ပေါ်မှာသူကလိုက်စဉ်းစားတဲ့ဘက်ကန်တယ်။အဲ့လိုတယောက်ကိုတယောက်စန့်ကျင်စဉ်းစားကြပြီးတော့အကောင်းဆုံးပွဲကို၃ယောက်လုံးသဘောတူတဲ့ပွဲကိုကျွန်တော်တို့ရွေးထုတ်လိမ့်ရှိတယ်။ဒီနေ့မှာကျွန်တော်တို့ဒီ Alavet နဲ့ Balenciaga ပွဲကိုဆွေးနွေးကြတော့ဒီပွဲကကျွန်တော်တို့၃ယောက်တွေ့တာသာပြီးသွားတယ်ဒီပွဲမှာသဘောတူညီမှုမရခဲ့ဘူး။ ကျွန်တော်တို့သုံးယောက်ဒီပွဲမှာအဖြစ်မထွက်ခဲ့ဘူးဗျာကိုတော်ကြီးကဒီပွဲမှာသူကဂိုးပေါ်ဂိုးအောက်ကိုတိကထားရွေးခဲ့တယ်ဖိုင်တာကင်းကြတော့ဇေဘက်ဖလိုးကိုကင်ထားပြီးတော့သူကဒီပွဲမှာဘော်ဒီကိုသူရွေးတယ်ကျွန်တော်ကြတော့ဒီပွဲရဲ့ဘော်ဒီကိုဂိုးပေါင်းကြီးကိုကြည့်ပြီးတော့ဂိုးပေါင်းကြီးကိုချင်းကပ်ပြီးတော့ဒီပွဲရဲ့ဘော်ဒီကိုကျွန်တော်ကရွေးခဲ့တယ်မနေ့ကရာသီမှာအလာဗတ်အသင်းဟာအဆင့်30နဲ့ရာသီသိမ့်နိုင်ခဲ့တဲ့အသင်းများဒီရာသီမှာကြတော့ဒုတိယဒဏ်ကိုပြန်ပြီးတော့လွမ်းနေတာတွေ့ရတယ် လက်ရှိမှတ်ပေးစရာမှာရမက35မှတ်နဲ့အဆင့်16နေရာကအသင်းနဲ့သူတမှတ်ပဲကွာတဲ့အခြေအနေတစ်ခုကိုပိုင်ဆိုင်ထားတာနောက်ထပ်ပွဲချံ2ပွဲမှာဘယ်လာဒိုလစ်ကိုအဝေးကွင်းကစားရမယ်အိုဆာဆူနာအသင်းကိုအိမ်ကွင်းကစားရမယ်အဲ့တော့ပွဲချံတွေကိုနိုင်မှပဲဒီအသင်းကအခြေအနေကောင်းမှာပေါ့ဗျာတခုရှိတာကသူ့အောက်ကလီဂါတက်စ်တွေတပွဲလုံးသွားရှုံးပေးလိုက်ရင်တော့သူဒီအသက်ရှူချောင်သွားလိမ့်မယ်တကယ်တော့ဒီလာလီဂါမှာအဆင့်16နေရာကိုအပြိုင်လုနေကြတာကအာလာဘက်စ်ရယ်လီဂါနက်စ်ရယ်လက်စပါမတ်စ်ရယ်ဒါပေမဲ့လက်စပါမတ်စ်ကမနေ့ကစီးရီးယားကိုသူရှုံးသွားပြီဆိုတော့ ဒီအဆင့်ဆက်ခွန်လူပွဲတွေကသူထွက်သွားပြီဆိုတော့အဆင့်ဆက်ခွန်နေရာဒီဂျင်ကုံစရာတော့ကောင်းနေသေးတယ်အဲ့ဒီနေရာအတွက်နှစ်သိန်းအပြိုင်လူနေကြတာအလာဖက်စ်ဒီလာလီဂါမှာတန်းကြံကျင်ခဲ့တယ်အဲ့ဒီအခွင့်အရေးကိုလည်းရောက်အောင်ယူနေတယ်ဆိုတာကိုလာလီဂါပွဲစဉ်22ဘာစီလိုနာနဲ့ပွဲပြီးမှကလေးကထင်ထင်ရှားရှားမြင်ခဲ့ရတယ်အဲ့ဒီဘာစီလိုနာနဲ့ပွဲမှာဘာစီလိုနာအသင်းကိုသူတို့1-0နဲ့ရှုံးပြီးတော့တန်းစင်းစုံတွေကအဆင့်16နေရာကိုစပြီးတော့ရောက်တာ ဘာပဲဒီအသင်းဒီတုံ့ပြန်မှုမြန်တဲ့အဆင့်ဆက်ချက်ကိုစပြီးရောက်တဲ့အချိန်ကစပြီးတော့တန်းစင်းစုံတွေကထွက်ဖို့သူတို့အဲ့ဒီပွဲမှာတွေကစပြီးတော့ယုံတယ်။ဒါပေမဲ့ကန်တရားမကောင်းတဲ့အခါယုံလေနစ်လေဖြစ်ပြီးတော့အဆင့်ဆက်ချက်ကနေပြီးတော့အဆင့်16ကိုပေါ့သူတို့ထပ်ရောက်တယ်။အဆင့်16ကို ရောက်သွားပြီမဲ့ဒီအသင်းကဒီတန်းစင်းစုံယုံနေတဲ့အချိန်ကိုလွှတ်မချလိုက်ပဲနဲ့ထပ်ပြီးတော့ယုံတယ်။အဲ့ဒီယုံလာတဲ့အသေးပွဲကိုပွဲချက်29အပြီးမှသူပြန်ပြီးခံစားရတယ်။တန်းစင်းစုံတွေကလွတ်လွတ်ကျွတ်ကျွတ်ယုံထွက်လာနိုင်တာမျိုးမဟုတ်ပေမဲ့ ပွဲစဉ်29အပြီးမှာအဆင့်16နေရာကိုသူပြန်ရောက်လာတယ်။ဒါကဒီအသင်းရဲ့တန်းဆင်းဆုံးယုံအားပေါ့။နောက်တစ်ခုကဒီအသင်းမှာနည်းနည်းထူးခြားတာလေးတစ်ခုရှိတယ်ဗျ။အဲ့ဒါကပွဲစဉ်22ကနေပြီးတော့ပွဲစဉ်22မှာသူကစားခဲ့တဲ့ Etico Madrid Alaves ပွဲကစပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်35မှာသူကစားခဲ့တဲ့ Bilbao Alaves ပွဲအထိဆိုစုစုပေါင်းသူ22ပွဲကစားခဲ့ရတယ်။အဲ့ဒီ22ပွဲမှာဈေးကွက် flow ရအပေါ်အသင်းနေနဲ့သူ9ပွဲကစားခဲ့ရပြီးတော့အောက်အသင်းနေနဲ့15ပွဲအထိသူကစားခဲ့ရတယ်။ အဲ့မှာဘော်ဒီအောက်အနေနဲ့သူကစားကြရတဲ့15ပွဲမှာ73ပွဲအထိတော့သူကြေးအောင်ခဲ့ပြီးတော့2ပွဲပဲကြေးကြတယ်။ဒါကအလဘတ်ရဲ့ထူးခြားမှုဒါပေမဲ့သူကကြေးပြန်ပေးရတဲ့အပေါ်အသင်းနေနဲ့ကစားကြရတဲ့9ပွဲမှာ6ပွဲအထိကြေးကြခဲ့တယ်။တပွဲပဲကြေးအောင်တယ်။ဒါကလည်းဒီအသင်းရဲ့ထူးခြားတဲ့အချက်ပဲဗျာ။ဒီအသင်းရဲ့လက်ရှိအိမ်ကွင်းတိုက်စစ်အားကိုကြည့်တဲ့အခါနောက်ဆုံး12ပွဲဆက်တကိုးထပ်ပို့ပြီးမရထားဘူး။အဲ့ဒီ12ပွဲမှာတကိုးတကိုးနဲ့6ပွဲမှာ6ဂိုးရထားတယ်။ဒါအကုန်ပဲ။ ပြီးတော့အိမ်ကွဲမှာကစားထားတဲ့နောက်ဆုံး12ပွဲဆက်9အောင်ကြီးသူတို့ကစားထားတယ်ပထမပိုင်းပေးကိုလည်းမရှိဘူးပထမပိုင်းဆိုရာကိုလည်းမရှိဘူးအဲ့လိုပဲဒုတိယပိုင်းကျရင်ပေးကိုလည်းမရတတ်ဘူးရာကိုလည်းမရှိအောင်သူတို့ကစားတယ်ခန်စစ်ကိုပေပြီးတော့ကစားတဲ့အသင်းများအလာဗက်စ်တီအိမ်ကွင်းထက်အဝေးကွင်းမှာစွန့်ဆောင်ရေးပို့ပြီးတော့နည်းနည်းလေးကောင်းခဲ့လို့သာဒီအဆင့်လေးကိုသူရလာဘလန်ဆီယာတင်းကိုကြည့်တော့ဘလန်ဆီယာကအဝေးကွင်းမှာတရေမင်းသားကြီးပြတရေပတ်ပြီးတော့ကစားနေတာဝေးကွင်းမှာသူနိုင်အောင်သာမကစားနိုင်ရင်ရှိပဲ တရေကြောက်အောင်တော့သူကစားနိုင်တယ်ဒီပွဲမှာဗလန်စီယာအတွင်းအတွက်နောက်ထပ်မျောလင်းချက်ရေးရေးလေးတစ်ခုကတန်းစင်းစုံတွေကဒေါက်ရှော့ယွန်းထွက်လာပြီးနောက်ပိုင်းမှာရလက်တွေကောင်းလာခဲ့တယ်အဲ့ဒီအပြင်အခုအချိန်မှာဒီအသင်းဒီဥရောပဝင်ခွင့်တနေရာကိုစိတ်ကူးရင်နိုင်တဲ့အထိဖြစ်လာတယ်ဒီပွဲမှာသူတရေတော်မှမဟုတ်အနံရလက်ကိုရောက်အောင်ကစားနိုင်မယ်ဆိုရင်ဥရောပဝင်ခွင့်နေရာကိုသူစိတ်ကူးရင်ခွင့်ရှိတယ်အဝေးခွင့်ကစားထားတဲ့နောက်ဆုံး၉ပွဲမှာတပွဲပဲသူချုံးတယ်၆ပွဲတရေကြပြီးတော့၂ပွဲနိုင် အဝေးကနောက်ဆုံး၉ပွဲမှာ၈ပွဲအထိဒီအသင်းကကြီးအောင်ထားတယ်။ဘလင်စီယာအသင်းတွေဆက်တာဗီကိုအသင်းလိုပဲဒုတိယပိုင်းကစားအားတော်တော်လေးကောင်းတယ်။နောက်တစ်ခုထူးခြားတာကဘလင်စီယာအသင်းရဲ့အဝေးကွင်းပေးကိုအဝေးကွင်းမှာပေးကိုရှိတယ်။အဝေးကွင်းမှာကစားခဲ့တဲ့ဆွတ်ပေါင်း၁၆ပွဲမှာ၁၆ပွဲအထိသူဂိုးပေးခဲ့တယ်။လီဂါနက်စ်တသင်းတည်းကိုပဲသူဂိုးမပေးရ။ဒီပွဲတွေဖွင့်ထားတဲ့ဂျေးကိုကြည့်တဲ့အခါအေရှန်အလာဘတ်အသင်းကလည်းအခုညနေမြန်မာစံတော်ချိန်9:00ခွဲ6:00လောက်မှာပေးထားတဲ့ဂျေးကတရေအနှုတ်89နဲ့ဂိုးပေါင်းဂျေးက2ဒီပြ။ နေ့လယ်လောက်ထိမြန်မာစံတော်ချိန်နေ့လယ်2နာရီ3နာရီလောက်ထိပေးထားတဲ့ကြေးကဗိုလ်ကြီးတရေနှုတ်85မှာဂိုပေါင်းကြီးကနေ့အနှုတ်20ဗျအဲ့ဒီနေ့အနှုတ်20ဆိုတဲ့ဂိုပေါင်းကြီးကိုကျွန်တော်ကအခြေခံပြီးတော့ဒီပွဲရဲ့ body ကိုရှင်းကပ်ခဲ့တာအဲ့တော့ဒီပွဲမှာကြေးတွေကိုကျွန်တော်တို့ဖယ်ပြီးတော့စဉ်းစားကြည့်အောင်ဗျလက်ရှိပေးထားတဲ့ဂျေးအရအလာဘတ်အသင်းရဲ့ body ကိုကျွန်တော်တို့ညှဉ်းဆန်ဖို့ခတ်တယ်။ဘာကြောင့်လဲဆိုတော့အောက်အသင်းကနေအပေါ်အသင်းကိုသူလှန်ပြီးတော့ဂျေးပေးထားတယ်။ပေးထားတဲ့ဂျေးကလည်းတရေနှုတ်80ရဲ့အထက်ထိတောင်အခုဆိုတဖြည်းဖြည်းရောက်လာ ဒါပေမဲ့ကျွန်တော်မကြိုက်တာကဒီအသင်းရဲ့ဘိုးပေါင်းကြီးပြတကယ်တော့ဒီပွဲမှာ Alavés အသင်းကအနိုင်ရဖို့လိုအပ်တယ်ဆိုရင် Alavés ဒီ1-0ဆိုတဲ့တပေါက်ထဲနဲ့ပဲသူအနိုင်ရဖို့ရှိတယ်ဒီပွဲမှာ Valencia အသင်းဒီလုံးဝဂိုးမသွင်းနိုင်ဘူးဆိုမှ Alavés ကအနိုင်ရဖို့ရှိတယ် Valencia ကတကောလောက်သွင်းပြီဆိုတာနဲ့ Alavés ဒီသူတို့အသင်းရဲ့အနေအထားအတိုင်းတမယုဒ္ဓအတိုင်းဆိုရင် Valencia အသင်းကိုနှစ်ဂိုးပြန်သွင်းဖို့ရဟာတော်တော်လေးခက်တယ်ဗျမဖြစ်နိုင်ဘူး ကျွန်တော်ယူဆချက်ကဒီပွဲမှာအလာဗတ်အသင်းအနိုင်ရသွားနိုင်တယ်ဆိုရင်ဒီပွဲအတွက်ဖွင့်သင့်တဲ့ဂိုးပေါင်းကျည်ဒီ2ပေါင်း20ဒါမှမဟုတ်2ပေါင်း30 20 30အဲ့လောက်ဖွင့်သင့်တယ်လို့ကျွန်တော်ထင်တယ်အခုဒီပွဲမှာဖွင့်ထားတဲ့နှစ်အနုတ်30နှစ်အနုတ်20 2ဒီဆိုတဲ့အနေအထားဟာဘလန်ဆီယာအသင်းကိုလည်းဂိုးပေးထားတယ်လို့ကျွန်တော်ယူဆတယ်ဗျာဆိုတော့ဒီပွဲမှာလက်ရှိပေးထားတဲ့ဒီဂျေးအတိုင်းတော့ဒီဂိုးပေါင်းကျည်အတိုင်းဆိုရင်တော့ဘလန်ဆီယာအသင်းဒီတေချာပေါက်မရှုံးဘူးလို့ကျွန်တော်ယူဆထားတယ် ဆိုတော့ဒီပွဲရဲ့ဘော်ဒီကိုကစားကြတဲ့သူတွေအနေနဲ့ကျွန်တော်လိုပဲချင်းကတ်တဲ့သူတွေဆိုရင်တော့ဒီပွဲကိုနောက်ဆုံးအချိန်အထိစောင့်ကြည့်ပြီးတော့နောက်ဆုံးအချိန်ပြောင်းလဲလာမဲ့ဂိုးပေါင်းကြီးကိုစောင့်ကြည့်ပြီးတော့ကစားတဲ့အကြိမ်နောက်ဆုံးအချိန်မှာဂိုးပေါင်းကြီးတူပေါင်းနဲ့ထွက်လာပြီတူပေါင်း30တူပေါင်း25စသည်အဖြစ်ထွက်လာပြီဆိုရင်တော့ဒီပွဲတည်အလာဘက်ဘော်ဒီမှတပါးကစားစရာတခြားမရှိဘူးဒါပေမဲ့ဒီပွဲရဲ့ဂိုးပေါင်းကြီးဟာ 2D ဒါမှမဟုတ် 2A 30 20ဖြစ်လာပြီဆိုရင်တော့ ဒီပွဲစီဘလန်ဆီယာတင်းကိုဂိုးပေးပြီလို့ကျွန်တော်ယူဆတယ်။အဲ့လိုဂိုးပေါင်းချင်းမျိုးဖြစ်လာပြီဆိုရင်တော့ဘလန်ဆီယာတင်းရဲ့ body ကိုကျွန်တော်ကြိုက်တယ်။ဆိုတော့ဒီပွဲမှာကျွန်တော်မတင်မကျကျွန်တော်ပြောသွားခဲ့တယ်။ဂိုးပေါင်းချင်း2အပေါင်းနဲ့ထွက်လာပြီဆိုရင် Alaves body ကိုကစားကြပါ။အဲ့လိုမှမဟုတ်ဘဲနဲ့ဂိုးပေါင်းချင်း2အနှုတ်နဲ့ထွက်လာပြီဆိုရင်တော့ဒီပွဲစီဘလန်ဆီယာ body ဒါမှမဟုတ်ဂိုးပေါင်းအပေါ်ကိုကစားဖို့ကျွန်တော်အကြံပြုပါတယ်ဗျ။အဲ့တော့ဒီပွဲကိုအနှစ်ချုပ်ရခြင်းဒီပွဲရဲ့ body ရွေးချယ်မှုမှာကျွန်တော်ဒီဂိုးပေါင်းချင်းကိုကြည့်ပြီးတော့ရွေးထားတာဖြစ်တဲ့အတွက် အကြွေဒီပွဲရဲ့ဂိုးပေါင်းချင်းအပြောင်းအလဲဖြစ်လာလို့ကျွန်တော်ရွေးချယ်မှုပြောင်းလဲသွားခဲ့တယ်ဆိုရင်မြန်မာစံတော်ချိန်၈နာရီခွဲလောက်မှာ Telegram Channel တွေကိုဝင်ကြည့်ပါအဲ့ဒီမှာကျွန်တော်တင်ပေးထားပါမယ် Sony လက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးအများဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ